ပါပါဗျာဖော်ကောလင်းနီမီယာနဲ့ပြန်လည်ကြိုးစားပါရစေဗျာတော့ကဝီဒီဆော့ဝဲအသုံးပြုနေတဲ့ငွေရှာနေမြောက်ပြီးမှဖြစ်ပါတယ်ဝီဒီဆော့ဝဲကိုအကောက်ဖောက်နေတော့ကျွန်တော်အရင်ဗီဒီယိုမှာပတ်ဝန်းနေနဲ့မြောက်ပေးခဲ့ပြီးဆိုတော့ဒီနေ့မှာတော့ပတ်တူးနေနဲ့ဝီဒီဆော့ဝဲကိုဘလို့ပို့လိတင်မဲ့ဗီဒီယိုတွေဘလို့တင်မဲ့ဆိုတာကိုကျွန်တော်လေ့လာကြည့်အောင်အဲ့တော့မသိသေးတဲ့မိတ်ဆွေများအတွက်မြောက်ပေးခြင်းဖြစ်ပါတယ်ဗျ။ Okay ဒါဆိုကျွန်တော်တို့ရဲ့ video software ကို Play Store မှာလွယ်တယ်လို့ရှိပါတယ်။မိတ်ဆွေများ download ဆွဲလိုက်ပါ။ phone number လေးနဲ့အကောက်လေးဝင်လိုက်ရပါမယ်။အရင်လွယ်ပါတယ်။ကျွန်တော် video လေးတို့ချက်လောက်ဝင်လိုက်မယ်။နောက်တော့ဘာနဲ့ဆင်လို့လဲဆိုတော့ Facebook နဲ့ ခက်စစ်စင်ပဲဖြစ်ပါတယ်။ဘာကြောင့်လဲဖိစစ်စင်တယ်လဲဆိုတော့သူကပေထောင်လိုပဲဖြစ်ပါတယ်။အဲပေရနေပဲကျွန်တော်ကပတ်စံရမှာဖြစ်ပါတယ်။ကျွန်တော်တို့တွေဒီအကောက်ကနေပြီးတော့တင်လို့မရပါဘူး။အဲ့တော့ကျွန်တော်တို့အကောက်တွေရပြီဆိုလို့ရှိရင်တော့ပေထောင်မှာဖြစ်ပါတယ်။ပေမှာလည်းသူတက်မှတ်ထားပေးထားတော့ follower 9000ပြည်တာနဲ့ကျွန်တော်ရေမော်ဂျူလာရှင်းအောင်မင်းလို့ဆိုပါတယ်။ဒါကြောင့်မဲ့ဒီမှာဝီဒီမှာဝီဒီမှာဗီဒီယိုတင်တဲ့မိတ်ဆွေများအတော့အသေးအံပေါ့နော်ကျွန်တော်တို့ follower တွေ9000ရအောင်အသေးအံ try နေကြတာဖြစ်ပါတယ် အဲ့တော့ဒီနေ့မှာကျွန်တော်တို့ခုပြောခြင်းတာကကျွန်တော်တို့အသေးတန် follower လေးရအောင်ဟိုလူဟိုလူ like follow ပါအောင်ဒီလူ like follow ပါအောင်ဆိုတာလေးကိုအဓိကမလုပ်စီဘဲနဲ့ကိုပုံမှန်လေးပုံတော့ပုံမှန်ကိုယ့်ရဲ့ idea ကိုယ့်ရဲ့ content ကိုယ်ပိုင် content တစ်ခုခုလေးလေးကိုပုံမှန်လေးတင်ပြသွားရင်ပိုကောင်းမယ်လို့ကျွန်တော်ကတော့ယူဆပါတယ်ထင်မြင်တယ်ပေါ့နော်ဒါဒါကျွန်တော်အထင်ပါအဲ့တော့ကျွန်တော်ရဲ့ဒီမှာဗီဒီယိုတစ်ပုတ်ကောက်တင်ပလိုက်တယ်ဟုတ်ပြီအဲ့ဆိုကျွန်တော်တို့ကဗီဒီယိုဘလို့ပို့တွေဘလို့တင်မလဲဗီဒီယိုပို့တွေဘလို့တင်မလဲဆိုတော့အရင်ဆုံးဗီဒီယိုပို့တွေမတင်ခင်မှာကျွန်တော်အရင်ပြစရာလေးရှိတယ်နော် တော့ဒီနယ်လေးကိုသွားမယ်ဒါတော့ကျွန်တော် profile ကိုသွားမယ်နော် okay ကျွန်တော် profile ကိုသွားမယ်ဆိုလို့ရှိရင်ဒါတော့ကျွန်တော် pay ပဲဖြစ်ပါတယ် pay နဲ့ account နဲ့ဘယ်လို꿰ပြလဲဆိုတော့꿰ပြတာတခုရှိတယ်ဒီကောင်လေးပဲဖြစ်ပါတယ်ဒီမှာ partnership program ဆိုတာလေးပါပါတယ်ဒီ partnership program ပါမှတာလေးကျွန်တော်တို့ကဝင်ငွေရမှာဖြစ်ပါတယ်အဲဒီကောင်လေးကိုကျွန်တော်တစ်ချက်တော့နှိပ်ပြမယ် အဲ့ဒါနေလိုက်မယ်ဆိုလို့ရှိရင်သူကဒီမှာ start set ဆိုတာပေါ်ပါတယ်ပြီးကျွန်တော်တို့ရဲ့နေရာလိပ်စာလေးကျွန်တော်တို့ရဲ့ KP တွေအဲ့ဒါလေးကိုတောင်းပါတယ်ကျွန်တော်နာမည်တွေတောင်းပါတယ်ဒါပါပဲဒီမှာ तू तू တက်မှတ်ထားတာလေးလည်းရှိပါတယ်ဗောဒီမှာဒီမှာ follower 9000အဲ့တော့ကျွန်တော်တွေပို့အလုံးအနည်းဆုံး9ပို့ရှိရမယ်အဲကျွန်တော်ဒီမှာဒီမှာ10ဒီမှာ10မှာတော့ ဒီမှာတော့တန်တန်မီနီယံပို့ပေးတရှိရမယ်။ Okay ဒီဟာလေးကအရေးမကြီးပြင်မယ်။အရေးကြီးတာကတော့ကျွန်တော်တို့ဒီ follower 9000ပဲဖြစ်ပါတယ်။ဒါကြောင့်လည်း follower 9000ကိုအသေးစိတ်လိုက်ပြီးစူးစမ်းနေကြတာပေါ့နော်။ Okay ကျွန်တော်တို့အဓိကအရာကိုတယောက်တယောက်နဲ့တယောက်အခုကျွန်တော်တွေ့ပါတယ်။ follow 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 လို့ follow လို့ပေါ့ဒီလို follow လို့ပေါ့ဆိုပြီးတော့ပြောနေကြတာရှိတယ်။တကယ်တော့ follow လောက်တိုင်းအရေးအတွက်တွေလောက်တိုင်းကျွန်တော်တို့ video ကို monetization ပေးမှာတော့မဟုတ်ပါဘူး။ ဒါကျွန်တော်ထင်မြင်ကြပါ develop phone နေနေအရေးတွက်ကအရေးမကြီးပါဘူးအရေးအချင်းကအရေးကြီးပါတယ်ဒါကျွန်တော်တို့ကဗီဒီယိုတော့တင်တယ် follower တော့များတယ်ကြည့်မဲ့သူမရှိတော့ကျွန်တော်တွေအဆင်မပြေပါဘူးဗီဒီယိုက follower ငါတို့လည်းပြည့်တယ်ကြည့်မဲ့သူတွေတကယ်ရှိတယ်ဆိုရင်တော့အဆင်ပြေမှာဖြစ်ပါတယ် okay ဒါဆိုရင်ကျွန်တော်တို့တွေအဲဒီလောက်ဆိုရင်အားလုံးအချမ်းမင်းတည်ပြီးထင်ပါတယ်ပြီးပြီဆိုလို့ရှိရင်တော့ဒီမှာကျွန်တော်တို့က ဒါကျွန်တော်အကောက်လောအောလို့တာဖြစ်ပါတယ်ဒီဟာလေးကတော့ကျွန်တော်တို့ရဲ့အကောက်ဖြစ်ပါတယ်အဲကျွန်တော်အကောက်အကောက်နဲ့ကျွန်တော်လည်းအကောက်နဲ့ပပိနေကိုဒီမှာချိန်လို့ရပါတယ်ပေါ့နော်အကောက်နဲ့ပိနေကိုဒီမှာချိန်လို့ရတယ်လို့အဲကျွန်တော်ဒီညလေးလည်းပြပေးမယ်နော်โอเค โอเคဒီဟာဒီဟာဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ပေ့ရဲ့ဒါကျွန်တော်ပေ့ရဲ့ profile နဲ့ရောက်လာပြီပေါ့နော်ဒါပေ့ရဲ့ profile မှာဒီမှာကျွန်တော်ကျွန်တော်လောလောဆယ်မနေ့ကမှဖွင့်ထားတာဆိုတော့ဒီမှာ9ယောက်ရသွားပါပြီပေါ့နော်9ယောက်ရှိတယ်ဒီမှာလည်းကျွန်တော်တင်ထားလိပြီဖြစ်ပါတယ်အဲတခုတော့ तू ကတခုတော့ဟိုပါဖြစ်တယ်ဗျာ तू ကကြောင့် profile နဲ့မှဝင်ပြီးတော့ပို့တွေဗီဒီယိုတွေပုံတွေတင်လို့မရဘူးနော်အဲ့လိုတင်လို့မရဘူးကျွန်တော်ပြန်ထွက်လိုက်မယ်နော်ပြန်ထွက်လိုက်မယ်အဲပြန်ထွက်လိုက်မယ်ပြီးလို့ရှိရင်ပြန်ထွက်လိုက်မယ်โอเค အဲချာနေပြန်ပြပေးမယ်ပြီးရင်ဒီမှာကျွန်တော်တို့ဒီဟုံးလေးရှိရင်ဒီဟုံးနေမယ်နော်ဒီဟုံးကနေပြီးတော့ဒီမှာကျွန်တော်တို့ဒီအပေါင်းလေးရှိတယ်အဲဒီမှာအပေါင်းလေးအပေါင်းလေးရှိတယ်အဲ့အပေါင်းကနေပြီးတော့နေပြီးတော့လိုအပ်တက်လေးတင်ပြမှာဖြစ်ပါတယ်ဒီမှာဒီမှာအဆက်လေး30ကိုနေပြီးတော့နေမယ်ဒီမှာကျွန်တော်တို့ကပုံလေးဗီဒီယိုလေး sorry အဖိုလေးဗီဒီယိုတို့ဒီမှာပစ္စည်းတစ်ခုရောင်းချင်တဲ့ဒီမှာရောင်းလို့ရတယ်လို့ပြောတယ်ဒီမှာ light တွေလွင်လွင်ရတယ်အဲအဲ့တော့ဒါလေးဒီမှာလေးလောက်လို့ရတယ်အများဆုံးကျွန်တော်ကလောလောဆယ်ပို့ ပို့တစ်ခုတင်လိုက်မယ်မွန်းတော့ပို့တစ်ခုတင်လိုက်မယ်ပို့တစ်ခုတင်မယ်ဆိုတော့ကျွန်တော်ကပို့တစ်ခုတင်မယ်ဆိုတော့ကျွန်တော်ဒီမှာကျွန်တော်စာပဲကြီးမယ်ပေါ့ဗျာကျွန်တော်စာကြီးပြီးတော့ကျွန်တော်ဒီနယ်လေးကိုကျွန်တော်စာလေးကြီးရေးလိုက်မယ်နေဒါဆိုဒါကတော့စာလေးကြီးပဲပေါ့ကိုကစာရောပုံရောတွဲတင်ချင်တာဆိုလို့ရှိရင်လည်းရပါတယ်အဲ့တော့ခုနအဆက်လေးသုံးစုံနဲ့ပြီးတော့ကျွန်တော်ဖိုတိုနဲ့ဗီဒီယိုပြန်နှိပ်မယ်ပြီးတော့ကျွန်တော်ကျွန်တော်တရားပုံတပုံထည့်မယ်ပေါ့နော်ကျွန်တော်တရားပုံတပုံထည့်မယ်ပုံတပုံထည့်မယ်ဆိုတော့ကျွန်တော်အဲကျွန်တော်ဒီပုံလေးကိုထည့်လိုက်မယ် ီမုံလေးထည့်လိုက်ပြီးတော့အပေါ်မှာဒန်းလေးရှိတယ်နော်ဒီမှာဒန်းရှိတယ်အော်ရအဆိုရင်ညမှာပုံတဲ့ဆာနဲ့ဖြစ်သွားပြီဒီလိုပုံကအရှိကို ရောက်စေခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်ကပုံကအရှိမှာလာတယ်ကျွန်တော်တို့ကဒီဆာအောက်ကိုရောက်ချင်လဲရတယ်အဲ့ဒါဆိုကျွန်တော်တို့ကဒီမှာဒီမှာလာပြီးတော့ပုံအရင်ထည့်မှာဖြစ်ပါတယ်ဒီကျွန်တော်တို့တွေဒီအဆက်လေး ဒီဆက်သုံးဆောင်နေမယ်ပြီးလို့ရှိရင်တော့ဒီမှာကျွန်တော်ဖိုတိုအရင်ထည့်ပြီးမှစာထည့်ပေါ့နော်ကျွန်တော်စာဝအဓိကမြင်ခြင်းလို့မလို့စာဝအရင်ထည့်တယ်ပြီးမှပုံထည့်တာဖြစ်ပါတယ် okay အဲ့လိုမျိုးပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာ post နေလိုက်ရုံပါပဲမနော် post နေလိုက်ရုံပါပဲโอเคမနော်ဒါဆိုကျွန်တော်ပြီးသွားပါပြီအဲ့တော့ပုံပုံနဲ့ပို့တော့အရင်မြန်ပါလေကျွန်တော်ပြီးရင် ဗီဒီယိုတစ်ပုဒ်ပါဆက်တင်ပြမယ်เนาะကျွန်တော်ဗီဒီယိုဗီဒီယိုတစ်ပုဒ်ဆက်တင်ပြမယ်ပင်ပြမယ်ဆိုတော့ကျွန်တော်ဒီမှာရှိတယ် sorry တော့ဒီမှာရှိတယ်ဆက်လေး30ကိုနှိမ့်မယ်ဆက်30ကိုနှိမ့်မယ်ပြီးတော့ဒီမှာ sorry okay ကျွန်တော်ဒီမှာရှိတယ်အဲဒီမှာရှိအပေါင်းလေးပေါ့เนาะအပေါင်းလေးနှိမ့်မယ်တော့ TikTok လို့လို့ Facebook လို့လို့ဖြစ်နေပြန်เนาะပြီးလို့ရှိရင်တော့ဒီမှာရှိတယ်ဆက်လေး30ကိုနှိမ့်မယ်အဲ့တော့ဒီမှာကျွန်တော်ဖိုတိုဝန်ဗီဒီယိုကိုရွေးမယ် ဖိုတွန်ဗီဒီယိုရွေးမယ်။ Okay ကျွန်တော်ဒီမှာဗီဒီယိုဒီပုတ်ကိုကျွန်တော်ရွေးလိုက်မယ်เนาะမိမအမှန်ရှိပေးလိုက်မယ်အပေါ်မှာဒန်းလေးနေလိုက်မယ်။ဒန်းလေးနေပြီလို့ရှင်တော့ကျွန်တော်ဒီမှာခေါင်းစဉ်မော်တော့ကပင်ရှင်းမယ်။ကျွန်တော်ဒီကောင်လေးကတော့ AI နဲ့စကားပြောနေဟိုစကားပြောနေလေးဗီဒီယိုလေးပေါ့เนาะ။ AI နဲ့မြန်မာစကားပြောနေဟာတာဗီဒီယိုလုပ်နေပါတော့ဟာတာဗီဒီယို VNDE ဟာတာဗီဒီယိုလုပ်နေ Okay PP ဆိုလို့ရှိရင်တော့ဒီအောင်ဒီမှာပို့ပို့လေးကိုတင်လိုက်ရုံပါပဲเนาะဒီမှာပို့လေးတင်လိုက်ရုံပဲ Okay ဒါဆိုဒီမှာပို့တင်နေပြီပို့တင်နေအောင်လဲဒီမှာတစ်ချက်တော့ကြည့်လို့ရပါတယ်ဒီမှာသွားနေပေါ့เนาะဒီကလေးပြည့်သွားမှသာလေပို့ရပြီးသွားမှာပေါ့เนาะအဲ့တော့ကျွန်တော်ဒီမှာတစ်ချက်လောက်စောက်ကြည့်မယ်เนาะစောက်ကြည့်နေတဲ့တစ်ချက်ကအောက်အောက်လေးမှာတစ်ချက်လောက်ကြည့်လို့ရဟာเนาะအဲ့တော့အဲ့တော့ဒီမှာလဲကျွန်တော်ဒီမှာကျွန်တော် အပြန်အပြန်လည်းပေါ့နော် follow လေးလေးလှုပ်ထားကြတာကိုလည်းတွေ့တွေ့ရပါတယ်ဒါလည်းကောင်းတယ်လို့ပြောလို့ရပါတယ်ပေါ့နော်ကျွန်တော်တို့မြင်မြင်ပြည့် follower တွေတော့ follower 9000တော့မြင်မြင်ပြည့်သွားတာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီတော့ follower 9000နဲ့ခုနလို့ပုံတော့ပို့နေဆို9ပို့စပြီးကျွန်တော် viewer လေးတွေနည်းနည်းရှိရမယ်လို့တော့အဲ့လိုတော့ပြောထားတယ်ဒါပေမဲ့ကျွန်တော်ကျွန်တော်လည်းကြည်နာပုံတော့အရင် အရင်အရင်စီနီယာတွေပေါ့နော်ငွေရတဲ့လူတွေဘယ်သူလေးရှိတယ်လို့ကျွန်တော်လိုက်တော့ကြည့်နေပါတယ်အခုလောလောဆယ်တော့အဲ့လိုပြည့်တဲ့သူလည်းကျွန်တော်မတွေ့သေးသလိုငွေရတဲ့သူငွေရတဲ့သူလို့လည်းကျွန်တော်မတွေ့သေးပါဘူးပေါ့နော်โอเคဒါဆိုလို့ရှိရင်ကျွန်တော်အပေါ်လေးကိုတစ်ချက်ပြန်ကြည့်မယ်အဲဒီမှာတော့သူအဲဒီမှာတော့သူဒီဒီတင်နေတယ်ပေါ့နော်အဲ့တော့တစ်ချက်စောက်ကြည့်မယ်ဗျအဲဒီကောင်လေး ဲ့ကျွန်တော်တို့တခုအားသာတာရှိတယ်ဗျာ။ဘာအားသာလဲဆိုတော့ကျွန်တော်တို့ဟာဒီငွေငွေငွေနဲ့ပတ်သက်ပြီးတော်တော်အားသာတယ်။တခြားသော Facebook တို့ TikTok တို့ YouTube တို့စတဲ့ platform တွေကြတော့ကျွန်တော်တို့က monetization နဲ့အောင်ဖို့အတွက် monetization ရှောက်ရတယ်တခုတခါတွေသွားရှောက်ရတယ်။ရှောက်ရလဲရှောက်ခါတွေပေးရတယ်၊ကုန်ကြတွေများတယ်။ဟောရှောက်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ကိုယ်တိုင်ရှောက်လို့မရဘူး။ service တွေတွေရှောက်ခိုင်းရတယ်။အဲ့တော့ရှာပိစာရှောက်ခိုင်းရလဲကျွန်တော်တို့ကျွန်တော်တို့ဒီကျွန်တော်မြန်မာဘန်နေမြန်မာလိပ်စာတွေနဲ့မရဘူးအဲ့တော့ဒီကောင်ကတော့ကျွန်တော်တို့ရဲ့ဒီ local ပေါ့နော်ကျွန်တော်တို့ကမြန်မာ technician နေဒီ software လေးထွင်ထားတာဆိုတော့ကျွန်တော်တို့ငွေရမယ်ဆိုရင်လည်းမြန်မာငွေနဲ့ပဲရမှာဖြစ်တယ်လို့မြန်မာလိပ်စာမြန်မာဘဏ်အကုန်ရမှာဖြစ်ပါတယ်တရားတစ်ခုတော့အတာတာဖြစ်ပါတယ်အဲ့တော့အားနည်းတဲ့အပိုင်းတွေကတော့ကျွန်တော်စတော့ပြောသလိုပဲကျွန်တော်တို့ဒီဒီဓာတ်ဘာရှင်းဝမ်းမို့နော်ဘာရှင်းတူမှာများပါလာမလားလို့မသိဘူးဘုံတော့ဘာလေးမပေါဘူးလို့ဆိုတော့ကျွန်တော်နေနေပြန်ချိန်းတာတွေကျွန်တော်ပေနေနေပြန်ချိန်းတာတွေအဲစပြအဲ့ဒါလေးကြီးကျွန်တော်မတွေ့ရသေးဘူးနောက်တော့ပြီးတော့ကျွန်တော် ကိုဘောတဲ့ကိုပြန်တင်ပြီးတော့ပေါ့နော်ဒီကိုဘောတဲ့ကိုဘောတဲ့သွားပြီးတော့အဲ့လိုပိုလေးလေးတင်ပြတာလေးတွေပြီးလို့ရှိရင်တော့ကျွန်တော်တို့တွေဒီမှာဒီမှာမက်ဆန်ဂျာပေါ့နော် Facebook လို့ဆိုတော့မက်ဆန်ဂျာပေါ့အဲ့သူ့မှာလည်းမက်ဆန်ဂျာတွေစကားပြောတာလေးတွေတော့အာဗာရှင်2မှာပါလာမယ်လို့ပြောပါတယ်ဒါလေးတော့ချက်ဆောက်ကြည့်ရမှာပေါ့နော် Okay ဒီမှာလည်း60တက်ရခိုင်တော့ရောက်တော့ပါပြီအဲ့တော့ပြီးပါတော့မယ်ဗျ Okay 64 65 96အမလေးကိုတောင်းနေ โอเคအားလုံးဒီနေ့မှာအားလုံးပြီးသွားပါပြီဗျအဲ့တော့ပြီးသွားရင်ဒီမှာကျွန်တော်တွေခုလိုမျိုးပေါ်ပါတယ်ဒါမဲ့တချို့တော့တချို့တော့ပို့ရကြတော့ကျွန်တော်တွေကျွန်တော်တွေတင်လို့ရှိရင်အခုလိုမျိုးမူရင်းပုံမပေါ်ဘဲနဲ့တို့ဝီဒီလိုကိုနဲ့အစနဲ့ပေါ်ပါတယ်အခုနောက်ပိုင်းမှာတော့အခုလိုမျိုးပြန်ပေါ်သွားပါပြီအဲ့တော့ကျွန်တော်ဒီမှာကြည့်လိုက်ပါဒါကသူပြောမဆိုရင်သူ Facebook လို့ဆိုရင်တော့ Messenger ပေါ့နော်သူလည်းစကားပြောတဲ့ဒီ Messenger လေးသူထည့်တော့ထည့်ပေးမယ်ကျွန်တော်နေကြည့်လိုက်မယ်မနော်သူတို့ထဲတော့ထည့်ပေးမှာဒါမဲ့ version 2မှာမှလာမဲ့သဘောမှာရှိရနော် version 1မှာတော့ဒါမျိုးလေးမတွေ့ရသေးပါဘူးအဲ့တော့အဲ့ကျွန်တော်ရေစောက်ကြည့်အောင်မှာဖြစ်ပါတယ်ကျွန်တော်ကျွန်တော်ထင်တော့ version 2မှာသူဒီပေါ်တော့ software ကိုတေချာလေးပြင်ဆင်ပြီးတော့ ကျွန်တော်ငွေပေးတဲ့ပိုင်းလေတေချာလေးဆက်လက်ပြီးတော့သူကွန်ထရိုးလုပ်သွားမယ်လို့ထင်ပါတယ်ဒါတော့ကျွန်တော်အထင်ပေါ်တော့အားလုံးကျေးဇူးတင်ပါတယ်ဗျဘာဖြစ်ဖြစ်ကျွန်တော်တို့မြန်မာတွေ software မြန်မာတွေ training software ဆိုတော့ကျွန်တော်တို့မြန်မာတွေအားပေးတင်ပါတယ်ဗျအဲ့တော့ကျွန်တော်တို့ဝင်ငွေလဲအခုလိုမျိုးပဲကျွန်တော်တို့ထပ်တလန်ဝင်ငွေရမယ်ဆိုတော့တကယ်ကိုအဆင်ပြေမှာဖြစ်ပါတယ်အဲသူ့ရဲ့ VD pay ဖို့နော်သူ့ရဲ့ VD original သူ့ရဲ့ VD pay မှာလဲကျွန်တော်တို့တွေအဲ့လိုမျိုးငွေပေးမယ်အကြောင်းကိုလဲသူပြောပြောထားပါတယ်နော် အဲ့တော့သူရဲ့ဒီကျွန်တော်တွေပြင်မှာလဲဟိုငွေပြည့်ပဲကြောင်းသူပြောထားတယ်လဲတွေ့ရပါတယ်။ Okay အားလုံးကျေးဇူးပါတယ်ဗျာ Lion Screen Team အားပေးကြပါအောင်ဗျာ။နောက်ပြီးတော့မှကျွန်တော်ငွေရတဲ့လူတွေရှိရင်ကျွန်တော်ငွေရတာလေးတွားလိုက်ပြီးတော့မေးပြီးတော့မေးချင်မြောင်ပြန်လည်းမြောက်ပေးပါအောင်မယ်ဗျာ။အားလုံးကျေးဇူးတင်ပါတယ်ဗျာ။